အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးတတ်တယ်အားလုံးပဲမင်္ဂလာပါ Tottenham Hotspur အသင်းကတော့အခုလက်ရှိမှာတောင်ပံကစားမအသစ်တွေထပ်မံခေါ်ယူဖို့ပြင်ဆင်နေသလိုဒါအခုပြည်သစ်လူငယ်ကစားမ Material ကို Bayern Munich ကအပိတ်တ်ခေါ်ယူခဲ့ပြီးတဲ့နောက်ပိုင်းမှာသူတို့အသင်းရဲ့အသင်းကောင်းဆောင် ယုံမင်းဆုံးရဲ့အနာဂတ်ကလည်းမသေးချာပဲဖြစ်လာတယ်။စာချုပ်ကနောက်ဆုံးနှစ်ကိုရောက်နေတဲ့အသက်32နှစ်အရွယ်ရှိတဲ့ထော်တန်ရဲ့အသင်းကောင်းဆောင် မကြာမီမှာ33ရောက်ထုံးမဲ့ယုံမင်းဆုံးကို စပါဘက်ကအခုလက်ရှိမှာလမ်းခွဲဖို့စပြီးတော့စဉ်းစားနေပြီ။ဆိုတော့အခု British ထုတ်ဒါ Telegraph မှာဖော်ပြချက်ရရောအခုတစ်ဖက်က Daily Mail မှာဖော်ပြချက်ရထော်တန် Hotspur ကအသင်းကောင်းဆောင်ယုံမင်းဆုံးကို သူတို့အနေနဲ့ပြောင်းရွှေ့ခြေယူတို35တန်းနဲ့တန်း30ကြာရရင်လက်ခံစင်စားသွားဖို့အသင့်ရှိတယ်လို့ဆိုတယ်။ဆိုတော့အခုကိုရီးယားစူပါစတားကိုအခုလောလောဆယ်လိုချင်တဲ့အသင်းကဂျိုဆေမိုရီညိုရဲ့ဖန်နဘတ်ချီအသင်းပါ။ဒီအသင်းကအခုလက်ရှိမှာဒါမိုရီညိုရဲ့အသင်းကိုရန်ကစွန်းကိုတနည်းလောက်ခလာစာ72တန်းထိပေးပြီးတော့သူ့ကိုခေါ်ယူဖို့ဆန္ဒအပြည့်အဝရှိတယ်။ ထော်တန်ကလေတကယ်လို့များမတ်တီတဲ့ကိုပေးရတဲ့ပြောင်းရွှေ့ခြင်းမျိုးကိုပြန်ရမယ်ဆိုရင်ဒါသူတို့ဆုံးကိုထွက်ခွာခွင့်ပေးဖို့ရှိလို့ဆုံးရဲ့အနာကက်ကိုယ်တိုင်ကလည်းမတိကြပဲဖြစ်နေတယ်ဆိုတော့အခုလက်ရှိမှာတော့ထော်တန် point of view ကဒါသူတို့အသင်းကောင်းဆောင်နေနဲ့စာချုပ်တစ်နှစ်ပဲကြံသည့်တိုင်အောင်လက်ရှိသူ့ရဲ့အခြေအနေနဲ့ဒါသူ့ရဲ့နမည်ကျော်ကြားမှုကြောင့်အနည်းဆုံးတန်း30နဲ့35ချရတဲ့တယ်လို့သူတို့ပြောလေးထားတယ် တူရကီကလာတဲ့ report တွေရဆိုရင်တော့ဒါဖနာဘချီကပြောင်းရွှေ့ချေတန်း20လောက်တီတော်ဆုံးကိုပေးမယ်15တန်း plus အပူစုချင်းဝင်5တန်းတန်း20နဲ့ဆုံးကိုခေါ်မယ်ဆိုပြီးတရင်တက်နေတယ်ဒီနေရာမှာကိုရီးယားကစားသမားကိုဒါဖနာဘချီအပါဝင်ဆော်ဒီအာရေဗျာကလပ်တီကလည်းစိတ်ဝင်စားတယ်ဆော်ဒီကလပ်တီဆိုရင်တော့တေးကြတယ်ဆုံးကို ကာလာရှီချာစာချုပ်အပြင် လောက်ခလာစာစံချိန်တင်နဲ့ပြောင်းရွှေ့ကြည့်လဲအနည်းဆုံးတန်း40တန်း50ပြီးလိမ့်မယ်ဆိုတော့ question က spa pay တတ်တည်နေနဲ့အသိန်းကောင်းဆောင်ဆုံးကိုထွက်ခွာခွင့်ပြုဖို့လိုလမ်းခွဲဖို့အချိန်တန်ပြီလားလတော့ current အခြေအနေရဆိုရင်တော့သူတို့ဘက်ကဆွန်းတွက်ဒါ35တန်းလောက်ရရင်တော့ပျော်ရွှင်နေဖို့ဗျာ35တန်းလောက်ရရင်တော့မှဒီပြောင်းရွှေ့ကသူတို့တွက်လုံလောက်မယ်လို့သူတို့ယုံကြည်ထားတယ်ဆိုတော့အခု စွန်းကထော်တန်ကိုရောက်လာတဲ့၁၀နှစ်တာကာလအတွင်းပေါ့လေ ဒါပြီးခဲ့တဲ့တစ်ခေါက်ကဒီဒီယူရိုပါလီမှာချန်ပီယံဖြစ်လို့ချန်ပီယံလိဝယ်ဝယ်ရထားတယ်။ပြီးခဲ့တဲ့ရာသီကစပြီးခဲ့တဲ့ကနေဒါနီးပြအန်ပိုဆိုကိုကူလက်ထက်မှာနေရာပျောက်ဆုံးလာ ပြီးတော့နောက်ဆုံးအရန်ဖြစ်တာကစားရတယ်။ဆိုတော့လက်ရှိသူရဲ့ current market ပေါက်ကြီးကတန်း20ချန်သေးတယ်။ဆိုတော့ contract ကတော့2026မှာကုန်မယ်။ဒါအခုတော့10နေထားရပြီးခဲ့တဲ့ရာသီ static ကိုကြည့်ရင်ဒါ Premier League ပွဲ30မှာ ခုနကိုးတွင်း၁၉ဖန်တီးထားပြီးတော့ဒါပရီးမီးယားလီးဂ်ဒါအခုလက်ရှိမှာ ပြိုင်ပွဲစုံ46ပွဲမှာ၁၉တွင်း၁၉ဖန်တီးတယ်၁၉တွင်း၁၉ဖန်တီးထားတဲ့ဆိုတော့ double digit ကတော့သူ့အတွက်က quality player ဖြစ်ပြတာနေပြီပဲတေချာတာတော့ကျွန်တော်တို့သူ့ကိုအရင်လို pace မျိုးအရင်လို finishing မျိုးတိတ်မတွေ့ရတော့ဒါရလည်းနည်းနည်းလေးပူရလာတယ်နောက်တစ်ခုက အသက်ရွယ်ကြီးလာတယ်ဒါကိုးတွင်းတေချာမှုပိုင်းရော့ကျလာတယ် ဒါအဓိကလည်းပွဲထွက်ခွင့်ကစားခွင့်မတားနေနဲ့လဲဆိုင်ပါဘို့လေသူရဲ့ယုံကြည်မှုဆိုစပါဘက်ကအခုဖန်နဘချီနဲ့ဆော်ဒီကန်လန်ထားတယ်ဒါဆော်ဒီကိုတော့သူတို့ပိုတောင်းနဲ့ပြောင်းရွှေ့ခြင်းမျိုးရပါမယ်တူရကီမီဒီယာတွေကတော့တန်း20လောက်တီထော်တန်ကိုပေးခြင်းပဲစပါက35တန်းဆိုတော့ယုံမင်းဆုံးကိုပရီးမီယာလိကလပ်ထဲကကိုအသိန်းကားဆိုလိုချင်ကြတာဒါမှန်တိုင်းပြောရင်တော့ဒီစားမောက်ကိုဝယ်ရင် ပြောင်းရွှေ့ခြင်းထက်ကိုရီးယားမားကတ်တစ်ခုလုံးကိုရမှာ ဆိုတော့ Tottenham ကလည်းအဲ့ဒါကို risk ယူပြီးတော့ဆုံးကိုထုတ်ပါလားဒါပေမဲ့အခုလောလောဆယ် stand ကြတော့ဒါ Tottenham Hotspur ကအခြားအပြောင်းလဲဒီလုပ်ဖို့အတွက်ဒါ human soul ကိုရောင်းချဖို့ပြင်ဆင်နေပြီးတော့35တန်းရရင်ထွက်ခွာခွင့်ပေးမယ်လို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်